အားလုံးပဲမင်္ဂလာပါမိုးလီဝတာသတင်း channel လေးမှာကြိုဆိုလိုက်ပါရရှင်2025ခုနှစ်အောက်တိုဘာလတရက်နေ့မြန်မာစံတော်ချိန်6နာရီခွဲအချိန်တိုင်းတော်ချက်များအရပင်လယ်ပြင်တွင်ဖြစ်ပေါ်နိုင်သည့်ထူးခြားမိုးလီဝတာအခြေအနေများနဲ့မြန်မာနိုင်ငံတွင်ဖြစ်ပေါ်နိုင်သည့်မိုးလီဝတာအခြေအနေကြိုတင်ခန့်မှန်းချက်များကိုတင်ဆက်ပြသွားပါမယ်ရှင်မင်္ဂလာပင်လယ်အော်အနောက်လယ်ပိုင်းမှာအောက်တိုဘာလ၁ရက်နံနက်မှစတင်ပြီးလီဘီယာနဲ့ယမန်တို့ခုဖြစ်ပေါ်နိုင်ပါတယ် မြောက်အနောက်မြောက်ဘက်သို့ဆက်လက်ရွေ့ရှာရင်ပုံမအားကောင်းလာပြီးအော်တိုဘာလ၁ရက်ညပိုင်းမှာအားကောင်းသောလီဘီယာနှင့်ယမောမုန်တိုင်းငယ်ဖြစ်လာနိုင်ပါတယ်။အော်တိုဘာလ၂ရက်နေ့ညမှာအိန္ဒိယနိုင်ငံအော်ရီတာပြည်နယ်ကမ်းခြေကိုပြည့်ကျော်ဝင်ရောက်သွားနိုင်ပါတယ်ရှင်။ အောက်တိုဘာလ3ရက်နေ့မှာအရှေ့ဖိလစ်ပိုင်ပင်လယ်မှာဖြစ်ပေါ်လာတဲ့လီဘီယာနဲ့ယမန်တို့ဖိလစ်ပိုင်နိုင်ငံအရှေ့မြောက်ပိုင်းကိုချဉ်ကပ်လာစဉ်ပုံမူအားကောင်းလာနိုင်ပြီးအပူပိုင်းမုန်တိုင်းဖြစ်လာနိုင်ပါတယ်။အောက်တိုဘာလ5ရက်နေ့နံပိုင်းမှာတောင်တရုတ်ပင်လယ်ဟောင်ကောင်တောင်ဘက်ပင်လယ်ပြင်ကိုရောက်ရှိလာတဲ့အပူပိုင်းမုန်တိုင်းသည်ပုံမူအားကောင်းလာပြီးအားကောင်းသောအပူပိုင်းမုန်တိုင်းဖြစ်အနောက်အနောက်မြောက်ဘက်သို့ဆက်လက်ရွေ့လျားပြီးရုပ်ပြည်တောင်ပိုင်းကမ်းခြေကိုဖြတ်ကျော်ဝေရောက်နိုင်ကြောင်းတူတင်ခန့်မှန်းချက်များမှတွေ့ရပါတယ်ရှင်။ မင်္ဂလာပင်လယ်အော်မှာဖြစ်ပေါ်နိုင်ပြီးလီပီးယားနဲ့ယဝမုန်တိုင်းငယ်နဲ့တောင်တူပင်လယ်မှာအကောင်သောအပူပိုင်းမုန်တိုင်းတို့၏အရှိန်တက်ရောက်မှုများကြောင့်အော်တိုဘာလ၁ရက်မှ9ရက်အထိ9ရက်အတွင်းကချင်ပြည်နယ်ချင်းပြည်နယ်နဲ့တနင်္လာရီတိုင်းတို့တွင်9ရက်အတွင်းရွာသုံးရရှိနိုင်သည့်မိုးရေချိန်လေးလက်မအထက်ရှိနိုင်ပြီးနေ့စဉ်ပြန်မြမိုးရေချိန်တစ်လက်မအောင်မိုးတင်းတင်းရွာသုံးနိုင်သည့်အတွက်ကချင်ပြည်နယ်မြောက်ပိုင်းမှမြင်များမေခါမလီခါမြေရခိုင်ပြည်နယ်မှာတောင်ကျောများရှိမြင်များနဲ့ တနင်္လာရီကဲယူနဲ့တခြားတွင်မုံများပြီးမြင်းရင်များမြင့်တက်လာနိုင်ပါတယ်။ရုတ်တရက်ရေကြီးခြင်းကိုတရေပြူရပါမယ်။ကချင်ပြည်နယ်၊ချင်းပြည်နယ်၊ရှမ်းပြည်နယ်၊ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်မှာတောင်ကျောများတွင်မြင်းပြိုခြင်းများဖြစ်ပေါ်နိုင်ပါတယ်ရှင်။မြန်မာနိုင်ငံအလဲပိုင်းနဲ့တောင်ပိုင်းဒေသများတွင်နေရာကျကျဲမိုးတိုကြုံရနိုင်ပါမယ်။အလဲပိုင်းမိုးနဲ့ရေချာဒေသများတွင်မိုးအားရောကျနိုင်ပြီးမိုးဖွဲရွာနိုင်ခြင်းသောဆက်ရှိနေနိုင်ပါသည်။၂၀၂၅ခုနှစ်အောက်တိုဘာလ၁ရက်နေ့မှ၂၄နာရီအတွင်း ကချင်ပြည်နယ်တွင်နေရာကျကျစကိုင်းတိုင်းဒေသကြီးထပ်ပိုင်း AR တိုင်းဒေသကြီးချင်းပြည်နယ်နှင့်ရခိုင်ပြည်နယ်တို့တွင်နေရာဆဲဆဲနဲ့ကြံတိုင်းဒေသကြီးတွင်ပြည်နယ်တို့တွင်နေရာအနှံ့ပြားမိုးထစ်ကြုံရပြီးမကွေးတိုင်းဒေသကြီးနှင့်စကိုင်းတိုင်းဒေသကြီးအောက်ပိုင်းတို့တွင်ဒေသအလိုက်နှင့်နေပြည်တော်ရန်ကုန်တိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအထက်ပိုင်းကယားပြည်နယ်ကရင်ပြည်နယ်နှင့်မွန်ပြည်နယ်တို့တွင်နေရာကွက်ရွေမိုးကြီးနိုင်ပါတယ်။ရွာရံရုံပြည့်ဖြစ်ပါတယ်။ကြံပြည်နယ်နဲ့တိုင်းဒေသအားလုံးမှာမိုးတင်းတင်းရွာတော်နိုင်ပါတယ်။ 48နှစ်အရအတွင်းမိုးရေစိမ့်တသမနှစ်လက်မမှာမိုးရေစိမ့်လေးလက်မခန့်အထိရွာသွန်းရရှိနိုင်မှာမယ်လို့တင်ပြရင်ယနေ့မိုးလီဝသတရေအစီအစဉ်ကိုဒီဒီမှရနာလိုက်ရပါတယ်ရှင်။